မိမပြည်သူများရှင်ကျမတို့ရဲ့ထုံးလင်းပြန်ကြားသတင်းမှများစီစဉ်ကားနေဒီကနေ့မှာထုံးလင်းတင်ဆက်ပေးမှာကတော့လူမှုကွန်ရက်မှာပြန်နေနေတဲ့သတင်းတူသည်မှာနှစ်ပုတ်ကိုသတင်းမှပြန်ကြားပေးတော့မှာဖြစ်ပါတယ်ရှင်ပထမဆုံးတပုတ်အနေနဲ့30မျိုးနဲ့မဲလာမျိုးတို့မှာလူငယ်တွေကိုစစ်မှုထမ်းဆောင်မှု ေါ်ဒါဆဲဖန်စီနေကြောင်းတရင်တုတရင်မာများကိုမဟုတ်မမန်လှုံ့ဆော်ရေးတာဖြန့်ဝေလျက်ရှိတဲ့တရင်ကိုတင်ပြပါမယ်ရှင်။ဘူရိုင်းဒေတာချင်း30မျိုးစံရွေတန်ရက်ကွင်ဘောလုံးကွင်းအကြောင်းတိုင်းမှာကိုရင်တော်ပိတာအပါဝင်မင်းလာမျိုးမှာလူငယ်ကိုရုကိုပေါ်ဒါဆဲဖန်စီသွားတယ်လို့တရားမဝင်ပြည့်ဖြတ်မိတာများကတရင်တုတရင်မာများမဟုတ်မမန်လှုံ့ဆော်ရေးတာပြီးလှုံ့ဆော်ဝါရဖြန့်ဝေလျက်ရှိတာကိုတွေ့ရှိရပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးတန်ဆိုင်ရမျိုးနဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတို့ရဲ့ပြောကြားချက်အရစံရွေတန်းရက်ွယ်ဘောလုံးခွင်ကြောင်းတိုင်းမှာကိုရင်တော်ပြီးတာဟာပြည်သူစစ်မှုထမ်းဆောင်ရင်ပေါဝင်ခြင်းဖန်စီခင်ရခြင်းမရှိဘဲမိသားစုရှိရာချောင်းမြို့နယ်ကို ခီးတွားရောက်နေတာကို၎င်းရဲ့မိဘများထံမှသိရှိရပါတယ်။ အလားတူမင်းလာမြို့နယ်မှာလည်းလုံခြုံရေးတပ်ဖွဲ့ဝင်များကအများပြည်သူတည်ငြိမ်အေးချမ်းစွာလောက်ကင်နေထိုင်နိုင်ရေးအတွက် လုံခြုံရေးအရာစစ်ဆေးခြင်းများအပါအဝင် ပြည်ထောင်အမိခန့်အကြံဖက်သမားများရင်အကြံဖက်လုံရံများ မဖြစ်ပွားစေရေးအုပ်ချုပ်ရေးတာဝန်ရှိသူများနဲ့ပူးပေါင်းပြီးလောက်ကင်ဆောင်ရွက်နေမှုများအပေါ်အထင်အမြင်လွဲမှားစေဖို့အတွက်တရားမဝင်ပြည်ဖြတ်မိတာများကမဟုတ်မမှန်လုံးစော်ရေးတာဝါရောင်းပြောင်းနေကြတာဖြစ်တယ်လို့သိရပါရဲ့ရှင်။ နောက်ထပ်တစ်ပုံအနေနဲ့ကြောက်ကြီးမျိုးနဲ့ကြိုက်ထုမျိုးနဲ့ကလေးမျိုးနဲ့မှာရှိတဲ့ကြီးွားတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကတိုက်ခိုက်ခြင်းကြောင့်ပြည်သူအုပ်ဒဏ်ရာရရှိပြီးနေအများပြက်စီးသွားခဲ့ကြောင်းတရင်တုတရင်မာများကိုရေးသားပြန်ဝင်လျက်ရှိတဲ့တရင်ကိုတင်ပြပါမယ်ရှင်။ဘူရိုင်းဒေတာကြီးကြောက်ကြီးမျိုးနဲ့ မွန်ပြည်နယ်စိုက်ထုံမြို့နယ်နဲ့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မှာရှိတဲ့ကြီးဝါတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူနှုတ်ဦးဒဏ်ရာရရှိပြီးနေအများပျက်စီးခဲ့ကြောင်းတရားမဝင်ပြည်ဖြဲမိသားများကမဟုတ်မမန်ရေးသားဖြန့်ဝင်လျက်ရှိတာကိုတွေ့ရှိရပါတယ်။ အဆိုပါသည်နှင့်ပတ်သက်ပြီးသက်ဆိုင်ရာမြို့နယ်များမှာလုံခြုံရေးတာဝန်ရှိသူများကိုဆက်သွယ်မေးမြန်းခဲ့ရာအဆိုပါမြို့နယ်များအတွင်နေမြေလုံခြုံရေးဆောင်ရွက်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များကိုအကြမ်းဖက်သမားများမှလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့်ကြီးရွာများရှိနေအိမ်များပျက်စီးခြင်းဒေသခံပြည်သူများထိခိုက်ဒဏ်ရာများရရှိကြောင်းလုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့စီးရီးပြတ်မှတ်မဟုတ်တဲ့ကြေးရွာရက်ွက်တွေကိုပြစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း အကြံဖတ်မှုကိုမလိုလားတဲ့ဒေသခံပြည်သူများရင်လှုပ်ဝက်သတင်းပေးပွင့်မှုအရာအကြံဖတ်သမားများအမှန်တကယ်နေထိုင်ကြောင်းစီစစ်အတီးပြုပြီးများသောအကြံဖတ်နှိမ့်နေရေးလုပ်ငန်းတွေကိုထင်ထင်တင်တင်ဆောင်ရွက်လျက်ရှိကြောင်းပြည်ဖက်မီရာများကအကြံဖက်သမားများရဲ့အကြံဖက်လိုရတွေကိုဖုံးခွဲဖို့နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ်ပြည်သူလူထုကအထင်အမြင်လွဲမှားစေဖို့လူမှုကွန်ရက်မှာတဆင်အချင်းအမြင်မရှိတဲ့ဓပုံတွေကိုအသုံးပြုပြီး ်တရင်အမာများဖြင့်လှုပ်ကြံရေးသာဝါရပြောင်းဝင်နေရှင်သာဖြစ်တယ်လို့သိရပါတယ်ရှင်မိမပြည်သူများရှင် နိုင်ငံတော်အစိုးရနှင့်တမတော်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များကနိုင်ငံတော်တည်ငြိမ်အေဂျင်စီနှင့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုအပေါ်တရားမဝင်ပြည်ဖြတ်မိရာများနှင့်အကြမ်းဖက်အာဘီထောက်ခံသူတွေကလူမှုကွန်ရက်ပေါ်မှာ တရင်တို့တရင်မများကိုရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဖြန့်ဝေနေတာကိုမိဘပြည်သူများသိရှိစေဖို့အတွက်တရင်မက်များကိုတင်ဆက်လိုက်ရပါတယ်ရှင်။